بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم لا علم لنا إلا ما علمتنا وعلمنا ما جهلنا وعلمنا ما ينفعنا وارزقنا علما نافعا وعملا صالحا يرضيك عنا برحمتك يا ارحم الراحمين رب اشرح لي صدري ويسر لي امري واحلل عقدة من لساني يفقه قولي اللهم صل على محمد وعلى ال محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد أما بعد أتولي ذاتك يوري أبرومي باميا نيكو مونماميا السلام عليكم ورحمة الله وبركاته وبركاته الحمد لله الحمد لله رب العالمين ဥဇာကျွန်တော်တို့ကြည်ကျင်မြင့်မြတ်တော်မူသောအလ္လာဟုရှင်မြတ်ခရယာအလုံးတို့ကိုဖန်ဆင်းမွေးမြူချွေးမွေးစောင့်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကိုယ်ကဲဆိုးပိုင်တော်မူသောတေစီရှင်စီတော်မူသောတပါးတိတော်အရှင် အပကကမခနမတပတအလာရှမအခြင်မထောပနာခြေစုပြုခြင်ကို yusubare alhamdulillahi rabbil alamin shimei mahaguna ro shimei yue che ro mu chin chang ta phan bian le pi ro chano ro song dui khwin ya ja bian bi alhamdulillah allahu shimei tadana ro phit ro islam tadana ro ye dutiya che khan upari phit de hadith ro ko chano ro set le pi ro chano ro lila khwin ya shi ja bian de alhamdulillah အဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာမယ်ဟာဒီစ်ကျမ်းကတော့မီအတူဟာဒီစ်လီဟီဇ်ကျမ်းမယံဟာဒီတော်တရားလို့အမည်ရတော့ဟာဒီကျမ်းဒုတိယတွဲရဲ့ဟာဒီတော်နံပါတ်89မြောက်ကိုကျွန်တော်တို့ဒီနေ့ဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်ဘိအစ်ဇနီလာဟီတာအလာဒီဟာဒီတော်မှာတမန်နမက်ဆလလာဟူအလัยဟီဝဆလမ်ကကျွန်တော်တို့ကိုဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ တိုက်တွန်းလို့ဆိုတော်မူထားတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့မွတ်စလင်ယုံကြည်သူများဒီအစ္စလာမ်ရာဒနာတော်အရာအလ္လာဟူရှင်မဲ့ကိုတပါတိတော်ဖန်ဆင်းရှင်ခါဝူကုကခန်တော်မူတော်အရှင်ဖြစ်ကြောင်းယုံကြည်အလ္လာဟ်ရှင်မဲ့တပါတိကိုခါဝူကုကွယ်တော်ဒူတိုင်းတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်မာကိုတမန်တော်အလ္လာဟ်ရှင်မဲ့ဆေလုတ်တော်မူတော်တမန်တော်ဖြစ်ကြောင်းယုံကြည်တော်ဒူတိုင်းအလုံးတို့ဒီ အစ္စလာမ်အာယာညီကိုမောင်နှမများဖြစ်ကြပါတယ်အင်နမလ်မူမီနူနာအခွာတွန်ဆိုပြီးတော့အလ္လာဟ်ရှိမေကာဆူရာတူလ်ဟူဂျူရတ်မှာလေစင်စစ်ယုံကြည်သူမူအမင်များဒီညီအကိုများဖြစ်ကြတယ်ဆိုပြီးတော့မင်ကြတော်မူထားတဲ့အစ္စလာမ်တန်တာတော်ရကျွန်တော်တို့ညီအကိုမောင်နှမများဖြစ်ကြတယ်ညီအကိုများဖြစ်ကြသည့်အတွက်ကျွန်တော်တို့ရိုင်းပင်ကိုညီတော့တူးနဲ့တယောက်ကယူဆိုင်တော့ ပလေထားတော့ကိုချင်းစာတော့စီလုံးညီညွတ်တော့အတိုင်းဝန်တကူထောင်းတည်ထောင်နိုင်ဖို့ရတယ်ကြည်ဟာဒီစ်တော်မှာတမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝါဆလမ်ကမွတ်စလင်ယုံကြည်သူများအချင်းချင်းတို့ဦးနဲ့တယောက်ရိုင်းပင်းကူညီဖို့ရတယ်တိုက်တွန်းလို့ဆိုရတဲ့ဟာဒီစ်တော်ဖြစ်တဲ့အထူးသဖြင့်ကျွန်တော်တို့ရဲ့တခြားမွတ်စလင်ညီနောင်တို့ဦးတယောက်ကအခက်အခဲဖြစ်တဲ့အခါမှာသူကိုကျွန်တော်တို့ကကူညီရိုင်းပင်းကူညီရမှာဖြစ်တယ် အဲ့တော့ကျွန်တော်တို့ဒီဟာဒီရော်ကိုကျွန်တော်တို့ဒီနေ့မလေ့လာမိအလင်းပေါ့နော်ကျွန်တော်တို့ဘာကြောင့်ဟာဒီရော်ကိုလေ့လာရတယ်လဲဟာဒီရော်ကိုလေ့လာရခြင်းရဲ့အရေးကြီးပုံနဲ့ရည်ရချက်ကဘာဖြစ်မလဲဆိုတာနဲ့သိရှိဖို့ရအတွက်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရှိနိုင်ဖို့ရာကုရ်အန်ကျမ်းတော်မြတ်မှာဆူရတူအာလီအီမရာနာအီမရာန်ရဲ့မိသားစုဝင်များကန္နာကန္နာနံပါတ်3မြောက်ပေါ့နော်အမိန့်တော်132ကိုကျွန်တော်တို့ကြည့်ကြရအောင် ဒီမိတ်တော်မှာအလ္လာဟ်ရှိမေကအီကယ်ကိုကျွန်တော်တို့ကိုအတိလင်းမင်ကြတော်မူထားပါတယ်အာဥဇူဘီလာဟီမီနရှိုင်တာနီရဂျီမ်ဝါအတီရူရဝါအတီရူလာဟာဝါရာဆူလာဝါအတီရူလာဟာဝါရာဆူလာလအန်လကွမ်တူရဟမွန်အတီရူလာဟာအတင်းတို့အလ္လာဟ်ရှိမေအမိတ်တော်ကိုနာခံကြတဲ့ဝါရာဆူလာထို့နောက်တမန်တော် မုဟမ္မဒ်အရ်ရာဆူတမန်တော်ဤအမိန့်ကိုလည်းနားခံကြလာအိုင်လကွန်တူရဟမူတို့မာတာလည်းအတင်တို့ကကျင်နာခြင်းခံကြလိမ့်မယ်အော်လရှမေကျင်နာကျူနာတော်ကိုရရှိကြလိမ့်မယ်အဲ့တော့တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်အီအမိန့်တော်ကိုနာခံဖို့ရတဲ့အလ္လာဟ်ရှမေကအမိန့်အလ္လာဟ်ရှမေအမိန့်တော်ကိုနာခံပြီးတဲ့နောက်မှာဒုတိယအနေနဲ့အမိန့်ကြတော်မူထားတယ် အလ္လာဟ်ရှိမေအမင်တို့ကနာခံခြင်းနဲ့တမန်တော်မုဟမ္မဒ်ဆလလာဟူအလိုင်ဟီဝါဆလမ်အီအမင်တို့ကနာခံခြင်းနဲ့အလ္လာဟ်ရှိမေဂယုနာတော်ကိုအာရရှိနိုင်တဲ့အကြောင်းခံဖြစ်တယ်နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ကဟာဒီတော်ကိုလီလာရခြင်းဖြစ်တယ်ဟာဒီတော်ကိုလီလာရခြင်းရဲ့အရေးကြီးပုံကိုကျွန်တော်တို့သိရှိရပါတယ်အလ်ဟမ်ဒူလ illah အဲ့တော့ကျွန်တော်တို့ဥစွာဒီဟာဒီတော်ကိုကျွန်တော်တို့၃ချိန်၃ခါဖတ်ယူကျက်မှတ်ကြရအောင် بسم الله الرحمن الرحيم عن أبي موسى الأشعري رضي الله عنه قال قال رسول الله صلى الله عليه وسلم فك كلعانية وأطعم الجائع وعود المريض رواه البخاري تريد أجي عن أبي موسى رضي الله عنه قال قال رسول الله صلى الله عليه وسلم فك العانية وأطعم الجائع وعود المريض هذه عن أبي موسى رضي الله عنه قال قال رسول الله صلى الله عليه وسلم فك العانية وأطعم الجائع وعود المريض رواه البخاري الحمد لله كنرو في حديث ومية ديبكو عن أبي موسى الأشعري رضي الله عنه قاسم يعيرد تمنى محمد صلى الله عليه وسلم قا من جارو مكيرد فك العانية فك سورة قاتنو لوم يعاون جلو جات فك سورة قاتنو ခြေကျုံအဖြစ်ကနေပြီးတော့ဗောနော်လုံမြောက်အောင်ပြုလုပ်ကြဆိုလိုတာကမွတ်စလင်မူအမင်တူတယောက်ကအစ်စ်သုံးပန်းဗောနော်အာအယ်ကူဖာရူဝယ်မူရှိရီကူမယုံကြည်တော်သူများကသုံးပန်းအဖြစ်နဲ့ဖမ်းဆီးထားတဲ့အခါမှာအတင်းတို့ဒီထိုမွတ်စလင်ညီနောင်ကိုလုံမြောက်အောင်အတင်းတို့ကြိုးပမ်းကြပြုလုပ်ကြအဲဥစားပစ္စည်းပေးပြီးတော့လဲလေဒီဖြစ်စေတော့မဟုတ်စစ်သုံးပန်းအချင်းချင်းလဲလေဒီဖြစ်စေ ော့ကိုယ့်ရဲ့မွတ်စလင်ယုံကြည်သူညီနောင်အလ်အစီလို့ခေါ်တာဘုနော်ဒီမှာအလ်ဟာဒီသ်မှာအလ်အာနီလို့လည်းခေါ်တယ်အဲ့တော့ဖန်စီခြင်းကာအလ်ကူဖာရ်ဝယ်မူရှရီကူန်မယုံကြည်တော်သူများထံမှာဖန်စီခြင်းခံထားရတော့အာမွတ်စလင်ညီနောင်ကိုလူမြောင်အောင်အတင်တို့ပြုလုပ်ကြဆိုတော့ကပတ်စံပေးပြီးတော့ဟလာဥစ္စာပေးပြီးတော့လဲလေဒီဖြစ်စေ တော့မဟုတ်စစ်တုံးပန်းအချင်းချင်းလဲလေတီဖြစ်စေသူ့ကိုလွတ်မြောက်အောင်လွတ်ပြုတ်ပြုတ်လောက်ကြဖုကူလာအာနီယာခုနကဝါအော်တူအီမူလ်ဂျာအီအာဝါအော်တူအီမူလ်ဂျာအီအာအလ်ဂျာအီဆိုတာကဆာလောင်မှုတွေ့တော်သူဆာလောင်တော်သူကိုကျွေးမွေးကြဆာလောင်မှုတွေ့တော်သူကိုကျွေးမွေးကြ وعود المريض المريض နာမကျန်းဖြစ်တော်သူနေမကောင်းတော်သူကိုအတင်းတို့တွားရောက်ကြီးရှုကြဆိုပြီးတော့တမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကအီကေတို့ကျွန်တော်တို့အဲယုံကြည်သူများမွတ်စလင်မွမူမီနိုများကြားမှာတဦးနဲ့တယောက်အယံဘင်းကူညီဖို့တဦးနဲ့တယောက်အကယူဆိုင်ဖို့အထူးသဖြင့်အခက်ခဲ ကြုံတွေ့ရတဲ့အခါမှာသူ့ကိုယုံကြည်တော်သူကိုကူညီဖို့ရတဲ့ဤကဲ့သို့ကျွန်တော်တို့ကိုတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်တယ်။ကျွန်တော်မွတ်စလင်မှုအမင်းညီနောင်တဦးတယောက်ဒုက္ခရောက်တဲ့အခါမှာသူ့ကိုကူညီခြင်းဒီဒါမပြုမနေရတာဝန်တည်းရဖြစ်တယ်။ follow through အထူးသဖြင့်ဒီတုံပန်းပေါ့နော်။တုံပန်းဖြင့်ဖမ်းဆီးခံရတဲ့မွတ်စလင်ညီနောင်ကိုကျွန်တော်ကလူမြောက်အောင် အကျိုးပန်းမှုပြောရပေးပို့ရတဲ့ follow key fire ဖြစ်တယ် follow key fire အဲ့ဒီပဲဒီအာအဲ့ဒီတာဝန်ကိုတူဦးတယောက်မှမလုပ်ဘူးဆိုလို့ရှင်အားလုံးဒီအပိထိုက်တယ်အားလုံးဒီအပိထိုက်တယ်အတိုင်ဝန်တစ်ခုတစ်ခုမှတချို့တော့သူကပြုတ်လုလိုက်မယ်ဆိုလို့ရှင်အားလုံးဒီတာဝန်ချိန်ပြုံသွားတယ်တူဦးတယောက်မှမလုပ်ရင်အားလုံးအပိထိုက်တယ်ဆိုတဲ့အတိပဲဆိုလို့ရ follow key fire ဖြစ်တယ်အဲ့တော့ဒီ hari တော်ဒီ အဘူမူဆာအလ်အရှာရီရာဒီယัลလာဟူအန်ဟူဆင်မန်နဲ့ဟာဒီသ်တော်ဖြစ်တဲ့အီမမ်ဘူခါရီကဆာဟီဟူလ်ဘူခါရီဟာဒီဂျမ်းမှာဆင်ပြန်ဖော်ပြထားတဲ့ဟာဒီသ်တော်မန်ကန်တော်ဟာဒီသ်တော်တစ်ပုဒ်ဖြစ်ပါလေအဲ့တော့မု슬림မင်းညီနောင်များအချင်းချင်းကြားမှာတူဦးနဲ့တယောက်အပေါ်မှာမု슬림ညီနောင်ယုံကြည်သူတူဦးအပေါ်မှာအခြားမု슬림ယုံကြည်သူညီနောင်အတွက် အပြုလုပ်ရမယ်ခြေပြွန်ရမယ်တာဝန်ဝတ္တရားများအ내မှာနော်အတာဝန်ဝတ္တရားများရှိတယ်ကြီးမားတယ်တာဝန်ဝတ္တရားတွေရှိတယ်ပြည်တာဝန်ဝတ္တရားများအ내မှာဒီဟာဒီတော်မှာတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုတုံ့ချဲ့မိန့်ကြားတော်မူထားတယ်ယုံကြည်သူများအချင်းချင်းတူဦးနဲ့တူအောင်မြဲတည်းစေကယူဆိုင်ခြင်းယမင်းကူညီခြင်းတည်း ကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာတိုးပွားစီပြီးတော့စီလုံးညီညွတ်မှုကိုလည်းခိုင်ပါစေတယ်ဒီ logi ဘွားမှာကျွန်တော်တို့ချစ်ခင်ရင်းနှီးစွာဖြင့်ပျော်ရွှင်တော်ဘဝတစ်ခုထူထောင်နိုင်ပြီးတော့အာနောင်တမလွန်ကယာမတ်နေမှာလည်းမုတ်ချအလ္လာဟ်ရှမေရဲ့ဆုလက်ကုတူအစာချင်းမင်တော်မူခြင်းကိုရရှိကြမှာဖြစ်တယ်ဒီတော့ကြောင့်ဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကို မွတ်စလင်ညီနောင်တဦးအပေါ်မှာအခြားမွတ်စလင်ညီနောင်အတွက်နော်တာဝန်ကျေပြွရမယ်ဝတ္တရား၃ရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုတိုက်တွန်းလို့ဆိုထားတယ်နံပါတ်၁ကတော့တမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝါဆလမ်ကဖုကူလ်အာနီယာဆိုပြီးတော့မင်ကြတော်မူတယ်ဖုကူလ်အာနီယာအလအာနီဆိုတာကဟူအလ်အစီရူလ်မွတ်စလင်အင်ဒယ်ကူဖာ အယ်ကူဖာမယုံကြည်တော်သူများအယ်မူရှရီကူနအလ္လာဟ်ရှမေအတူပါနိုင်ရှင်ကိုးကွယ်တော်သူများထံမှာဖန်ဆီးခြင်းခံထားရသောအမွတ်စလင်ညီနောင်၃ဘန်းပေါ့နော်အဲ့ဒီ၃ဘန်းကိုအပီစီဥစားပီစီတောင်းဒီမယုံကြည်တော်သူများကတောင်းရမ်းပြီးတော့သူ့ကိုလွတ်မြောက်ဖို့ရတဲ့ဥစားပီစီနဲ့ရွေးချယ်ရမယ်အာဥစားပီစီနဲ့မှာလာပြီးတော့ ရွေးချယ်ရရွေးချယ်မှာသူ့ကိုလွတ်ပေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဥစ္စာပစ္စည်းဖြင့်မိမိရဲ့ညီနောင်မွတ်စလင်ကိုမွတ်မင်ကိုလွတ်မြောက်အောင်ကျွန်တော်ကကြိုးပမ်းမယ်ပြုလုပ်ရမှာဖြစ်တယ်။ဤကဲ့သို့ပြုလုပ်ခြင်းသည်ဖာရူကီဖာယာဖြစ်တယ်။ဖာရူကီဖာယာတင်ဖာရူကီဖာယာဆိုတော့ကခုနကတင်ပြခဲ့တယ်လို့ပဲအတိုင်းဝန်းတစ်ခုမှာမွတ်စလင်မွတ်မင်အတိုင်းဝန်းတစ်ခုမှာ တဦးတယောက်ကပြုတ်လို့လိုက်မယ်အချို့ကပြုတ်လို့လိုက်မယ်ဆိုလို့ရှင်အားလုံးတာဝန်ချေပြုတ်နေတယောက်မှမလုပ်ဘူးဆိုလို့ရှင်အားလုံးကအပြစ်ထိုက်တယ်အပြစ်ပြိမှုကျူးလွန်တဲ့ပြိမှုထိုက်ကြတယ်ပေါ့နော်ဒါဧကဲတို့တာဝန်တို့ for do ke fire တင်းလို့ခေါ်တယ်အဲ့ဒီတဲ့ဘူအရေးကြီးတာကတဦးစီတိုင်းပေါ်မှာ မပြုတ်မနေရတာဝန်တဦးစီတိုင်းပေါ်မှာမပြုတ်မနေရတာဝန်အဲ့ဒီလိုတာဝန်ဝတ္တရားကို for do အရင်လို့ခေါ်တယ်ဥပမာ၅ဂျင်ဦးပြုတ်ချင်း ။နာကျင်ဝုပြုခြင်းဆိုတာကအရွယ်ရောက်ပြီးတော့မွတ်စလင်အမျိုးသားမျိုးတမီတိုင်းပေါ်မှာအာတိညာကောင်းသောမျိုးသားမျိုးတမီတိုင်းပေါ်မှာဝုပြုဖို့မပြုမနေရတာတူးချင်းပေါ်မှာတာဝန်ရှိတယ်။တူးချင်းပေါ်မှာမပြုမနေရတာဝန်ရှိတဲ့အရာကိုဖော်ရူအိုင်နီလို့ခေါ်ပါတယ်။ဖော်ရူကီဖာယာဆိုတာကခုနကသင်ပြခဲ့သလိုပဲ အတိုင်းဝန်းတို့ခုမွတ်စလင်မွတ်မင်တိုင်းဝန်းတို့ခုမှာတချို့တော်လူတွေပြုတ်လို့ရမယ်ဆိုလို့ရှိရင်ခြားတော်လူတွေတာဝန်ချေပြွန်သွားတယ်တဦးတယောက်မှမပြုတ်လို့ဘူးဆိုလို့ရှိရင်အဲ့ဒီအတိုင်းဝန်းတစ်ခုလမှလုံးမှရှိတော့ယုံကြည်တော်သူများပြစ်ထိုက်တယ်ဆိုတဲ့အသေးပဲဥပမာဒီခုကျွန်တော်တို့အဲကိုညီမွတ်စလင်ညီနောင်ကမယုံကြည်တော်သူများထမ်းမှာတုံ့ပြန်အဖြစ်ဖန်ဆင်းခံထားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူမြောင်ကြိုးပမ်းမှာဖြစ်တယ်ပြုတ်လို့မှာဖြစ်တယ် ော်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဆလာတူဂျန်နာဇတ်တီပေါ့နော်တူမဆလာတူဂျီနာဇတ်တီအဲတေဆုံးတော့လူပေါ့ဥပြုပေးခြင်းပေါ့နော်ဆလာဖာဒူကီဖိုင်ရဖြစ်တယ်အဲ့တော့ဒီဟာဒီသမာတမန်နမေဆလလာဟူအလัยဟီဝါဆလမ်ကကျွန်တော်ကို၃ချက်ပေါ့နော်အရာ၃ခုနဲ့ပတ်သက်ပြီးတော့အာတိုက်တွန်းလို့ဆိုထားတယ်ပထမကတော့မိမိရဲ့ယုံကြည်သူမွတ်စလင်ညီနောင်က အယ်ကူဖာမယုံကြည်တော်သူများထံမှာအယ်မူရှရီကူမယုံကြည်တော်သူများထံမှာစစ်တုံးပန်းအဖြစ်နဲ့တုံးပန်းအဖြစ်နဲ့ဖန်ဖန်စီချင်းခံရမှာဆိုလို့ရှိရင်လူမြောက်အောင်ကျွန်တော်ကအဲသူပြုလုပ်ပေးရမယ်ကြိုးပမ်းပေးရမှာဖြစ်တယ်။အချက်နံပါတ်၁ချက်နံပါတ်2ကမ္မနမေဆလလာဟူအလัยဟီဝဆလမ်ကကျွန်တော်ကိုဝအတ်အီမူလ်ဂျာအီအယ်ဂျာအီဆိုတာဆာလောင်မှုတိုက်တော်သူ စားเสียမရှိစင်းရင်နွမ်းပါပြီမစားစားတော့မရှိတော့သူကိုကြွေးမွေးကြအဲ့တော့ဇကာပေးဆောင်ခြင်းပဲဖြစ်ဖြစ်ဘုနောမိမိရဲ့ဇကာအဇကာတူတာနာခြင်းပေးဆောင်ခြင်းအပြင်ကိုအလူတန်းခြင်းလက်ဆောင်ပေးခြင်းအိမ်မှာခေါ်ပြီးတော့ဧကန်ခြင်းနော်ဤကဲ့သို့ကြွေးမွေးခြင်းပြုလုပ်ကြဆိုပြီးတော့တမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကကျွန်တော်ကိုဒီဟာဒီတော်မှာအအချားမွတ်စလင်ညီနောင်များအတွေ့ เนาะကျွန်တော်တို့အပေါ်မှာပြုလုပ်ရမယ့်တာဝန်ဝတ္တရားများအနေမှာ e အချက်ကိုဖော်ပြထားပါတယ်ယုံကြည်လူမွတ်စလင်မူအမင်ကိုချွေးမွေးခြင်းအထူးသဖြင့်ငတ်မှုတဲ့အခါမှာပေါ့နော်မိမိရဲ့ညီနောင်အငတ်မှုခေါင်းပါတဲ့အခါမှာချွေးမွေးခြင်းကျေမှုရှင်ပြုဖို့ရတဲ့ကျွန်တော်တို့ကိုတမန်နမေကတိုက်တွန်းလို့ဆိုတာချင်းဖြစ်တယ်တတိယချက်တမန်နမေဆလလာဟူအလัยဟီဝါဆလမကကျွန်တော်တို့ကိုဗာတိုက်တွန်းလို့ဆိုမိန့်ကြားတော်မူထားတယ်လေဆိုလို့ရှိရင်ဒီဟာဒီရောမန် ဝအူဒူလ်မာရီဒါဖျားနာတော်သူကိုတွားရောက်ကြည့်ရှုခြင်းနော်အဲ့တော့ကျွန်တော်တို့ဖျားနာတော်သူကိုတွားရောက်ကြည့်ရှုခြင်းဒီလိုနေရာမှာအကုတုကြီးမားလာတယ်ဆုဘဟန်အလ္လာလောကီအေးရာကိစ္စဒီရဲ့ချက်ကြောင့်မဟုတ်ပဲအာနာဩဇာအာနာဒီရဲ့ချက်ကြောင့်မဟုတ်ပဲတမဟုတ်လောကီရဲ့တစုံတရာရရှိဖို့အတွက်မဟုတ်ပဲအလ္လာရှ်မဲနှစ်သက်ဖို့ရာအတွက်ပဲယေဇူးပြီးတော့ မွတ်စလင်မှုအမင်းညောင်တူတွေကိုတွားရောက်ပြီးတော့ကြိရှုမယ်သူဖျားနာတဲ့အခါမှာပေါ့နော်ဆေးရောမှာတော့လည်းကောင်းသူ့ရဲ့အိမ်မှာတော့လည်းကောင်းတွားကြိစုချင်းဒီဟာဒီသ်တို့ရဲ့မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကောင်းကင်နံပါတ်9000နဲ့ဆူဘဟန်နလ္လာ9000ဆေးလွတ်ပြီးတော့ဤမိမိရဲ့ညီနောင်ဖျားနာတဲ့ညီနောင်တွားရောက်ကြိရှုတော့မွတ်စလင်မွတ်မင်ကိုသူ့ရဲ့အိမ်ကနေထွက်ပြီးတော့ကြိပြီးပြန်လာတဲ့တခြားလုံး တူတွယ်ခွင့်လို့တော်မူဖို့ကောင်းကင်တမှာ9000ကဆုတောင်းပေးကြတယ်အလ္လာဟူအကဘာအလ္လာဟ်ရှင်မဲ့တွေယေຊုပြီးတော့တီးတန့်တွားရပြီးတော့ကြည်ရှုမယ်ဆိုလို့ရှိရင်เนาะအဲလောကီရဲ့ယကိုကောင်းကျူးပြုထားလို့ကောင်းကျူးရဖို့မျက်နာရဖို့အောဇာအနာကြောင့်မဟုတ်ဘူးเนาะလောကီရဲ့ကောင်းကျူးတစုံတရာအကြောင်းအတွေ့မှာမဟုတ်ပဲပဲအတွေ့မှာမဟုတ်ပဲအလ္လာဟ်ရှင်မဲ့အတွေ့တီးတန့်အလ္လာဟ်ရှင်မဲ့အား ကြောက်ရွံ့ရိုးရိုး၏အလောရှမဲအတွက်ထိုမှုအမင်းကိုချစ်ချစ်လို့အလောရှမဲအတွက်ခါကိုကုမှုပြုတဲ့အနေနဲ့အလောရှမဲအမင်းတော်ကိုနာခံတော့အနေနဲ့တမန်တော်မုဟမ္မဒ်ဆလလောဟူအလိုင်ဟီဝါဆလမာဤအမင်းတော်ကိုနာခံခြင်းရည်ရွယ်၍မွတ်စလင်မှုအမင်းတို့ဦးတယောက်ကိုဖျားနာတဲ့ခါမှာတာယောကြည့်ရှုခြင်းဒီဤကဲ့သို့ထူမြက်လာတယ်နော်ကောင်းကင်ထဲမှာ9000ကောင်ဆုတောင်းပေးတယ်အဲ့တော့ဒီဟာရီတော်မှာတမန်တော်မြတ်ကကျွန်တော်ကိုဝါဥဒุลမာရီဒွာ နာမကျန်းဖြစ်တော်သူကိုတွားရောက်ကြည့်ရှုကြเนาะအဲ့တော့နာမကျန်းတွားတူတွားရောက်ကြည့်ရှုတဲ့အခါမှာကျွန်တော်ယူဒေတာမှုအာဒများရှိပါတယ်ထိုအာဒပဲယူဒေတာမှုများအနေမှာကျွန်တော်တို့ဆန္ဒမေတ္တာပို့တာမယ်ဆူတောင်းပေးမယ်เนาะတူအားတောင်းပေးမယ်ပြီးတော့ကျွန်တော်တို့အကြကြီးမထိုင်ရဘူးเนาะလူနာနာမှာအကြကြီးကျွန်တော်တို့မနေရဘူးအခက်အခဲဖြစ်စေတယ်လို့နော်အကြကြီးမထမ်းရဘူးအာအကရေးတော်ရကြီးရှိဖို့ရတယ်မလွယ်မလွယ်ကူဘူးဆိုလို့ရှိရင်ကျွန်တော်တို့ ဟာလာသူ့ရဲ့အိမ်တို့အိမ်သားများကိုသူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မေးမြန်းခြင်းနော်ဆူတောင်းပေးခြင်းဤကဲ့သို့အာပြုလုပ်ခြင်းဒီတမန်တော်မြတ်ဆလလောဟူအလัยဟီဝဆလမ်ကကျွန်တော်ကိုဝါဥဒุลမာရီဒလူဖြာနာတော်လူကို ကြည်ရှုကြဆိုပြီးတော့ဤကဲ့သို့မင်ကြတော်မူထားပါလေအဲ့တော့ကျွန်တော်တို့ဤဝတ္တရားများထဲနဲ့မှာဒီ၃ချက်ပေါ့နော်တမန်တော်မြတ်ဆလလောဟူအလัยဟီဝဆလမ်ကကျွန်တော်တို့ကိုဤဟာဒီတော်မှာဖော်ပြထားတော့၃ချက်ကိုကျွန်တော်တို့ အပြုလုပ်ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတိုင်းဝန်မှာမွတ်စလင်မွတ်မင်ယုံကြည်တော်သူများအချင်းချင်းမှာချစ်ခင်မှုတွေတိုးပွားမယ်ယဉ်နီးမှုတွေလည်းနီးကဲမှုရရှိမယ်စီးလုံးညီညွတ်မှုလည်းခိုင်မာမှာဖြစ်ပါတယ်အဲအချင်းချင်းစိတ်နှလုံးထဲမှာလည်းမနာလိုမှုတို့စိတ်တွေလည်းပပျောက်သွားမယ်ယဉ်ညိုးမှုတွေလည်းပပျောက်သွားမှာဖြစ်ပါတယ်ဒီလိုကြောင့်ဒီဟာဒီတော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကို မွတ်စလင်မွမမင်များအချင်းချင်းကြားမှာဆက်တွေခိုင်ပါအောင်မြေဒီစီတည်ဆောင်ဖို့ဤကဲ့သို့ကျွန်တော်ကိုတာဝန်ဝတ္တရား၃ရက်နဲ့ပတ်သက်ပြီးတမန်တော်မြတ်ကဖုကူလာအနီယာယုံကြည်သူမွတ်စလင်၃ပန်းကိုလွတ်မြောက်အောင်ပြုလုပ်ကြဝတ်အတရီမူလ်ဂျာအီအာဆာလာမုတ်တေတော်လူကိုကြွေးမွေးကြဝူဒူလ်မာရီဒွာ နာမကျန်းဖြစ်တော်သူနေမကောင်းတော်သူကိုတွားရောက်ကြည့်ရှုကြဆိုပြီးတော့ကျွန်တော်တို့ကိုဤကဲ့သို့တိုက်တွန်းမိန့်ကြားတော်မူခဲ့ပါတယ်ဝလာဟူဆူဘဟာနာဟူဝတအာလာအလမ်မူဝဆလလာဟူမာအလာရာဆူလီနာမူဟမ္မဒင်ဝအလာအာလီဟီဝဆာဟ်ဘီဟီအဂျမအင်း والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته